လောကမှာပျက်စီးခြင်း၃မျိုးရှိတယ်တဲ့ဆရာဘုရားရဲ့အဆုံးအမကိုမျှော်လင့်တန်းတားနေကြတဲ့ဘေကုပရိသတ်ကိုဥတီပြီးတော့မြတ်စွာဘုရားဟာပရိသတ်၄ပါးရဲ့အလယ်မှာဝိပတ္တိလို့ဆိုတဲ့ပျက်စီးမှုမျိုးအရေးပါတဲ့ပျက်စီးမှုတွေမဖြစ်ရလေအောင်တတိပေးတဲ့အနေနဲ့ဒီတုတ်တံကိုဟောကြားတယ်၃မျိုးကဘာတွေလဲလို့ဆိုတော့ နံပါတ်၄ကသီလဝိပတ္တိကိုချင်းတရားဤပျက်စီးမှုနံပါတ်၄ကစိတ်ဓာဝိပတ္တိစိတ်ဓာဤပျက်စီးမှုနံပါတ်၃ကဒိဋ္ဌိဝိပတ္တိအမြင်နဲ့အယူအဆတစ်ခုဤပျက်စီးမှုလို့ဒါအရေးကြီးတဲ့အရေးပါတဲ့ပျက်စီးမှုတွေဒီပျက်စီးမှုတွေမဖြစ်ရအောင် မိမိတို့နေစဉ်ဘဝမှာတတိထားပြီးလုံလဝိရိယကြီးမားစွာဖြင့်ရှောင်ရှားကြရမှာဖြစ်တယ်ဟုတ်ဒီပြင်ပြည့်စုံမှုတွေ